အားလုံးပဲမင်္ဂလာပါရှင်စိုးစိုးမြတ်မာ channel မှာကြိုဆိုပါရစေတိဆက်ပေးခြင်းနဲ့အကြောင်းအရာလေးကတော့တိုက်ဆက်များမပေါ်စားတင်သောအိမ်မက်နမိတ်များအကြောင်းပဲဖြစ်ပါတယ်တိုက်ဆက်များအနေနဲ့မိမိတိုင်နှံမှဆွေတော်မျိုးတော်များကတတိယရင်ဖြစ်ဖြစ် လူသက်တန်းစေလို့ပြန်ခေါ်ခြင်းတာဖြစ်ဖြစ်ဘာသာတရားအားနဲ့လို့လှုပ်စီခြင်းတာမျိုးဆိုအဆက်အနွယ်ကြီးသူများအနေနဲ့နမိတ်လာရောက်ပြတ်တတ်ပါတယ် တိုက်ကပြန်ခေါ်ကျင်တာလူဘဝမှာစိတ်တော်ကရောက်စိတ်မချတာမျိုးဆိုငွေတွေအများပြားမကြခဏမြင်မှတ်မယ်သူတို့စကားသံတွေကြားရမယ်အဲ့နေတော့စိုင်းတန်ပုံတန်တွေလည်းကြားနေရတတ်ပါတယ်လူရိတ်တံကိုမကြခဏမြင်တွေ့ရမယ်မိမိနာမည်ခေါ်တာမျိုးတွေလည်းကြားရပါလိမ့်မယ်မွေလိုက်လို့ပြရတာတွေမြင်မှတ်ပြီးသွားတဲ့ခရီးလမ်းပြောက်ပြီးအိမ်ပြန်လမ်းရှာမတွေ့တာမျိုးတွေမကြခဏအိမ်မက်မှတ်ပါလိမ့်မယ် ဘာသာတရားအားနေရင်အဲ့နေတော့လန့်နူတာဘာကိုကြောက်မှမသိထိတ်လန့်တာအသက်ရှူမဝတာအဲ့နေတော့အသက်ရှူရက်သွားပြီးလန့်နူတာမျိုးတွေကြုံရပါလိမ့်မယ်အဲ့လိုကြုံတွေ့ရရင်တိုက်ဆက်များအနေနဲ့မပေါ်ဆတင်ပါဘူး။ဘာသာတရားကိုများများလုပ်ပေးဖို့လိုပါတယ်။မိမိတိုက်ဆက်အဆက်အွယ်တွေကိုလည်းမြတ်တာဖို့အမျှဝေပေးပါ။တောင်းမန်တာတွေနဲ့လှူဒန်းမှုတွေကိုလည်း မိမိတက်နိုင်သလောက်ဆွေတော်မျိုးတော်များအတွက်လှုပ်ဆောင်ပေးပါနားဆင်သူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်အားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျေးဇူးခြင်းနဲ့ပြည့်စုံပါစေဘုရားရကြများကိုအဆက်မပြတ်တင်ဆက်မှာဖြစ်တဲ့အတွက် channel ကို subscribe လုပ်ခဲ့ပေးဖို့တောင်းဆိုပါရစေ notification bell နဲ့နှိပ်ပေးဖို့တောင်းဆိုပါရစေကျေးဇူးတင်ပါတယ်ရှင်